အလုံးမဲမင်္ဂလာပါရှင်ရွှေတိကချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မနက်ဖြန်အော်တဘာလ24ရက်နေ့အတွက်နောက်ဆုံးရမလူဝတာချုပ်တင်ခမ်းမန်းချက်များကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အထူးမလူဝတာအနေဖြင့်ပေဆိုင်တောင်သူများအတွက်ဖြစ်ပေါ်နေသောမြို့ရချင်းအခြေအနေသုံးသက်ချက်များနဲ့မိုးရွာသွန်းနိုင်သည့်ဒေသများကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါတယ်ရှင် ပထမဆုံးအနေဖြင့်မူလဝတ္တနှင့်ဇလဗရိုင်းညွန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားသောထူးခြားသည့်မူလဝတ္တခြေနေကိုတင်ပြပေးပါမယ်။လေးဖြာနေရဝန်ခြေနေယနေ့မြန်မာစံတော်ချိန်စင်နိုင်ခွဲအချိန်တိုင်းထွားချက်များအရအိန္ဒိယနိုင်ငံတမီနာဒူးမြောက်ပိုင်းပူတူချယ်ရီမြို့နယ်အင်ဒရာပရာဒေ့ရှ်တာမိုင်ကန်ချီရိုကိုဖျက်ချောခဲ့သောအကောင်းသောလီဖီအာနေယဝင်ဝဲမက်ဂလိုပရက်ရှာအေရီးယားတွင်အနောက်နောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီးအိန္ဒိယနိုင်ငံ တမီနာဒူးမြောက်ပိုင်းကုန်းတွင်းပိုင်းဒေသများတွင်လေပြင်းအားနေရဝင်း low pressure area ဖြစ်သို့အာရောသွားခဲ့ပြီးဖြစ်ပါသည်။အဆိုပါလေပြင်းအားနေရဝင်းသည်အနာနာမြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီးတဖြည်းဖြည်းအာရောသွားမည်ဟုခန့်မှန်းရပါသည်။အပူပိုင်းမုန်တိုင်းရဲ့အခြေအနေတွင်ယနေ့မြန်မာစံတော်ချိန်စင်တိုင်းခွဲအချိန်တိုင်းထွာချက်များအရတောင်တူပလဲပြင်းတွင်ဖြစ်ပေါ်နေသောအပူပိုင်းမုန်တိုင်း functionally အနောက်အနောက်တောင်ဘက်သို့ရွေ့လျားခဲ့ပြီးအပူပိုင်းမုန်တိုင်းငယ်အဖြစ်အာရောသွားခဲ့ကဗီယက်နမ်နိုင်ငံအလဲပိုင်းကမ်းခြေဒေသများကိုဒါနန်မြို့အနီးမှဖျက်ချော်ခဲ့ပြီးအနောက်တောင်ဘက်သို့ရွေ့လျားနိုင်ကတဖြည်းဖြည်းအာရောသွားမည်ဟုခန့်မှန်းရပါသည်။ယခုသတင်းသည်အာကောင်သောပူပိုင်းမုန်တိုင်းဖန်ရှန်အတွက်ထုတ်ပြန်ပေးသည့်နောက်ဆုံးသတင်းဖြစ်ပါသည်။ဆက်လက်ပြီးမိုးသည်ထန်စွာရသွန်းခြင်းကြောင့်မြေကြီးချင်းသုံးသက်ချက်များနှင့်မြေချင်းများကိုပြောပြပေးသွားပါမည်။အေယဝတီမြစ်အခြေ အင်အာဝတီမြင့်အခြေအနေကိုပြင်ပမှုလေဝသားပညာရှင်ဦးနိုင်လင်းထွေးကအခုလိုသုံးသပ်ပြောဆိုထားပါတယ်။အင်အာဝတီမြင့်ကိုတခြားရှိမြို့များအလုံးအတွက်မြို့အလိုက်အမြင့်ဆုံးရောက်နိုင်သည့်မြင့်ရီအမှန်များကိုအနည်းဆက်ဆုံးတွက်ချက်က နောက်ဆုံးမြင့်ရီသုံးသပ်ချက်တွင် တင်ပြခဲ့ပြီးဖြစ်ပါတယ်။ကချင်ပြည်နယ်အတွက်အင်အာဝတီမြင့်သည် နောက်ဆုံးရဖြစ်သွားရရှိသွားပြီးဖြစ်သောကြောင့်အင်အာဝတီမြင့်ရီရောချင်းတွင်းမြင့်ရီရောထူးထူးခြားခြားထက်မှန်မြင့်ရီတည်ရန်မရှိနိုင်တော့ပါ။ထို့အတွက်ကြောင့် နေ့ရက်ကြောင့်ပြက်စီဆုံးရှုံးနိုင်ခြင်းမှကင်းဝေးသွားပြီဖြစ်ကြောင်းအသိပေးအပ်ပါသည်။ညီတို့တရှောင်းရှိမိမပြည်သူများသည်စိတ်အေးချမ်းသာစွာဖြင့်တည်နှံများကိုအောင်မြင်စွာရိတ်သိမ်းနိုင်ကြပြီဖြစ်ပါသည်။တောင်သူဦးကြီးများအလုံးညီကြီးကရွှေသီး၍ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။နောက်လာမည်နေ့များလည်းယခုထက်မကပိုမိုကောင်းမွန်အောင်ဆက်လက်စူးစမ်းတင်ပြပေးနိုင်ရန်စူးစမ်းသွားပါမည်။ ယုံကြည်ပေးခဲ့ကြသောလူကြည်မင်းများအားကျေးဇူးအထူးတင်ပါတယ်။လိုအပ်ချက်များရှိနေသေးသည့်ကိုသိရှိနာလဲပါကြောင်းနဲ့မပြည့်စုံသေးသည့်ဘဝဖြစ်ကြောင်းကိုလည်းဝန်ခံအပ်ပါတယ်။တကယ်တော့မြည်အတက်ချာကိုခံမှန်းသုံးသက်ရခြင်းသည်လွယ်ကူသည့်အရာမဟုတ်ပဲအတွေ့အကြုံများစွာနဲ့အခက်အခဲများစွာကိုအသုံးပြုကာကြိုးပမ်းခဲ့ရပါတယ်။ theory များနဲ့မြေပြင်လက်တွေ့အခြေအနေများကြားကွာဟချက်များကိုလည်းသုံးသပ်ခဲ့ရပါတယ်။မိမိဤခံမှန်းချက်မှရင်၍ မဖြစ်နိုင်ခြင်းနဲ့နောက်ွယ်တွင်အရေးကြီးသည့်တောင်သူများရှိနေသည်ဟူသောစိတ်တစ်ခုတည်းဖြင့်ရုန်းကန်ခဲ့ရသည်များလည်းများစွာရှိခဲ့ပါသည်ထိုကြောင့်လူကြီးမင်းများအနေဖြင့်ပြောချင်တာများအကြံပြုချင်တာများရှိပါကမတ်ချက်ကွန်မန့်တွင်ရေးသားပေးခဲ့ကြပါရန်အားလုံးကိုကြိုဆိုလျက်ဖိတ်ကော်အပ်ပါသည်တက်နိုင်သမျှဖြည့်ဆည်းဆောင်ရွက်ပေးနိုင်အောင်ကြိုးစားပေးသွားပါမည်မိမိဤတင်ပြချက်များသုံးသပ်ချက်များသည်မိမိတူဦးတီဤဆုံးဖြတ်ချက်များသာဖြစ်ပါသည် တင်ပြချက်များနဲ့သုံးသပ်ချက်များကြောင့်လူကြီးမင်းများအတွက်အကျိုးကျေးဇူးတစ်စုံတရာရှိပါကသူမဟုတ်အသုံးဝင်မှာကမှတ်ချက်တစ်ခုခုရေးခဲ့ပေးကြပါရန်တောင်းဆိုအပ်ပါသည်မှတ်ချက်များအလုံးကိုလည်းမှတ်တမ်းတင်မှတ်သားထားပါမည်ဟု ဆိုထားပါသည်ယနေ့23ရက်စလ2025ရက်နေ့နနက်6နာရီခွဲအချိန်ထိတိုင်းတာချက်မြည်အချိန်နှင့်တင်ပြပေးလိုက်ပါသည်မြစ်ကြီးနားမြည်ရေနလမခန့်ထက်ကြမိကညနေမှ12နာရီတွင်မြစ်ကြီးနားမြို့ဤမိကမြင်ဆောင်ဘူးချင်း 34.5ဒီဂရီစင်တီဂရိတ်။ယနေ့အနေဆုံးပူချိန်14.3ဒီဂရီစင်တီဂရိတ်ဖြစ်ပါတယ်ရှင်။မြစ်ကြီးနားမြေသည်ဆွေးရည်မှတ်1200စင်တီမီတာသို့ရရှိရန်185စင်တီမီတာ28ပေခွဲကျော်ခန့်လူရင်းရရှိနေပါတယ်။မြေအတက်ကျပုံမှန်နေထားခန့်မှာရှိနေပါမယ်။ထူးကဲမြေကြီးနိုင်သည့်အချိန်နှင့်မတွေ့ရှိသေးပါရှင်။အရာဝတီမြေအထက်ပိုင်းမှာမိုးအားနှဲငယ်ရှိနေပါတယ်။ ပြန်ဖရန်ကအယောက်တိမြင့်ဆောင်ထက်ပိုင်းမှာနေရာကွက်၍မိုတဲထန်စွာရောက်သွင်းခြင်းများကြောင့်မြစ်စိနားမြေကြားဆင်းနေရာမှပြန်တက်လာခြင်းအကျဉ်းချင်းဖြစ်ပေါ်နေပါဦးမယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန်းဒေသများနဲ့အယောက်တိမြင့်အထက်ပိုင်းမိခမြင့်နဲ့မိခမြင့်ဝမ်ဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားနည်းငယ်ရှိနေပါသည်။အယဝတီမြို့ကိုတခြားနှင့်ချင်းနှမြို့ကိုတခြားမြေကန်းဒီမြင်းနေဒေသများနှင့်မြင်းနုကျများတွင်စိုက်ပျိုးလုပ်ကိုင်းနေထိုင်ကြသောတောင်သူများနှင့်ရေလုံသားများ ။အီယာဝတီမြစ်ကြီးကိုမိပြုနေထိုင်ရှာဖွေစားတောင်းနေကြသောမိဘပြည်သူများအလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါရစေ။ချင်းနှင်းမြစ်ရဲ့ချင်းနှင်းခန်းတီးမြစ်ရဲ့တဲကြမရှိရတဲ့မနေ့ကညနေမှ12နာရီတွင်မုံရမြစ်ရဲ့အနေငယ်ခန်းထက်ကြမနေ့ကညနေမှ12နာရီတွင်ချင်းနှင်းမြစ်ရဲ့တဲကြပုံမှန်နေထားခန့်မှရှိနေပါမယ်။သူကဲမြေကြီးနိုင်တဲ့အချိန်နဲ့မတွေ့ရှိသေးပါရှင်။ ကန်တီဟောမလင်းဖောင်ပြင်းမော်လိုက်ကလေးဝမင်းကင်းကဏီမျိုးနဲ့မုံရမျိုးတို့မြေကြီးများပြပြချင်းဆက်လက်ကြဆင်းနေပါမယ်။အီယာဝတီမြေအခြေအနေပမော်မျိုးရှေကူကတာမျိုးထီချိုင်တပိတ်ချင်းမန္တလေးဇက်ကိုင်းမြင်းမူပခုတ်ကူညာဦးချောင်းမင်းဘူးမကွေအောင်လန်းပြီးစိတ်သားဟင်္ဒရာမျိုးနဲ့ဇလုံမျိုးတို့မြေကြီးများပြပြချင်းဆက်လက်ကြဆင်းနေပါမယ်။အီယာဝတီမြေအမြင့်တမ်းမှုကို24နိုင်ဆောင်ကြည့်တင်ပြပေးနေပါရရှင်။ ထူးခြားမှုရှိလာလျင်အချိန်နဲ့တပြည်ညီတင်ပြပေးသွားပါမယ်။ဆက်လက်ပြီးပြည်내တိုင်းဒေသအသီးသီးတွင်ခုနှစ်အတွင်းရာသွင်းရရှိနိုင်သည့်မွေချိန်ချီနေကိုတင်ပြပေးပါမယ်။ရခိုင်ပြည်နယ်၊ချင်းပြည်နယ်၊တနင်္သာရီတိုင်း EOD တိုင်းတို့တွင်ခုနှစ်ရက်မွေချိန်၃လမှာအထက်မွန်ပြည်နယ်ပဲခူးတိုင်းကရင်ပြည်နယ်မကွေးတိုင်းတို့တွင်ခုနှစ်ရက်မွေချိန်၂လမှာအထက် မန္တလေးတိုင်းရန်ကုန်တိုင်းစကိုင်းတိုင်းရှမ်းပြည်နယ်ကချင်ပြည်နယ်ကယားပြည်နယ်နေပြည်တော်တို့တွင်ခုနှစ်ရက်မွေးချင်းနှစ်လက်မအောက်အသီးသီးရွာသွန်းရရှိနိုင်ပါသည်ညောင်လီအေးများစာတင်ဝင်ရောက်လာပြီးလေကြောင်းပြလဲချင်းများစာတင်ဖြစ်ပေါ်နေတော်လဲဘင်္ဂလားပလင်အော်မလီပီအာနေဝင်မုံတိုင်းဖြစ်ပေါ်လာနိုင်သည့်အခြေအနေများဆက်လက်ရှိနေဆဲဖြစ်ပြီးအော်တိုဘာလ29ရက်နေ့နောက်ပိုင်းမှာနိုဝင်ဘာလ10ပထမရက်သက်သက်အတွင်ထိ ရှမ်းပြည်နယ်မှာအပကြံတိုင်းနေပြည်နယ်များတွင်မိုးရေချေအနေငယ်ပူလာနိုင်ပါတယ်။ဆက်လက်ပြီးမနက်ဖြန်မလို့တာချင်းနေဘလို့ရှိမလဲ။ဘင်္ဂလားပလန်အော်မှာဘာဖြစ်နေမလဲဆိုတဲ့အခြေအနေသေးစိတ်ကိုကြည့်လိုက်ကြရအောင်။2025ခုနှစ်အောက်တိုဘာလ23ရက်နေ့ညနေ6နာရီချိန်ထုတ်ပြန်ချက်ရဘင်္ဂလားပလန်အော်ချင်းနေကပလီပလန်ပြင်တာမိုင်းနဲ့ဘင်္ဂလားပလန်အော်တာမိုင်းတို့တွင်တိမ်ထူထန်နေပြီးကပလီပလန်ပြင်မြောက်ပိုင်းနဲ့ဂျမ်မင်္ဂလားပလန်အော်တို့တွင်တိမ်အနှဲငယ်မှတိမ်သင်းတဲ့ဖြစ်ထွန်းနေပါတယ်။ မနက်ဖြန်နဲ့ထိခမ်းမန်းချံကချင်ပြည်နယ်၊ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့တွင်တိမ်အထင်အင့်ဖြစ်ထွန်းမည်။ရန်ကုန်တိုင်းဒေသကြီး၊ EOD တိုင်းဒေသကြီး၊သတင်းထိုင်တိုင်းဒေသကြီးနဲ့ချင်းပြည်နယ်တို့တွင်နေရာကျဲကျဲနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာကွက်ကြားမှုထစ်ဆောင်ရမည်။ရွာရံရုံပြည့်ဖြစ်ပါတယ်။နေပြီးတော့နေရာကွက်ကြားမှုထစ်ဆောင်ရမည်။ရန်ကုန်ကပ္ပအေးနေရာကွက်ကြားမှုထစ်ဆောင်ရမည်။မန္တလေးနေရာကွက်ကြားမှုထစ်ဆောင်ရနိုင်ပါတယ်။ ဘကုနေရာကွက်ကြားမူထစ်ချုံရနိုင်ပါ रे မကွေနေရာကွက်ကြားမူထစ်ချုံရနိုင်ပါ रे ဟုံမလေးနေရာကွက်ကြားမူထစ်ချုံရမည်မုံရနေရာကွက်ကြားမူထစ်ချုံရနိုင်ပါ रे ပတ်သိန်းနေရာကွက်ကြားမူထစ်ချုံရမည်ဓာဝဲနေရာကွက်ကြားမူထစ်ချုံရနိုင်ပါ रे မြေကြီးနာတိန်သိန်းထင့်ဖြစ်ထုံမည်ရိုက်ကွန်တိန်သိန်းထင့်ဖြစ်ထုံမည်ဖအန်းနေရာကွက်ကြားမူထစ်ချုံရနိုင်ပါ रे ဟာခါတိန်သိန်းထင့်ဖြစ်ထုံမည်မော်လယ်မြိုင်နေရာကွက်ကြားမူထစ်ချုံရမည် စစ်တွေနေရာကွက်ကြားမှုထစ်ဆောင်ရနိုင်ပါတယ်။လာရှိုးနေရာကွက်ကြားမှုထစ်ဆောင်ရမည်။တောင်စီတိမ်သိမ့်တဲ့ဖြစ်ထွန်းမည်။ကျိုင်းတုံတိမ်သိမ့်တဲ့ဖြစ်ထွန်းမည်။မိုးတိမ်တာဖြစ်ပေါ်မှုအခြေအနေသတင်းတိုင်းတိုင်းဒေသကြီးတွင်မိုးတိမ်တာများဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တာများရွေလျားရနေရာတခြားတွင်မူရသွန်းခြင်းနဲ့တူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ဆုံးခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးတီကျခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့် ဇူတင်သတိပြနိုင်မရန်အကြံပြုအပ်ပါတယ်မြမပလဲပြင်းလှိုင်းနှင်းငယ်မှလှိုင်းတင်တင်ရှိမည်လှိုင်းမြင့်မှမြမကင်ရန်တခြားနှင့်ကဲလွန်ပလဲပြင်းတို့တွင်လေးပေမှ၆ပေခန့်ရှိနိုင်ပါတယ်နောက်နေ့အတွက်ခမန်းချက်တရင်တိုင်းတိုင်းနေသားကြီးနှင့်ချင်းပြည်နယ်တို့တွင်နေရာကျဲကျဲမှုထချောင်ရနိုင်ပါတယ်နေပြည်တော်နှင့်ဤတဝိုက်အတွက်မနက်ဖနနက်ထိခမန်းချက်နေရာွက်ကြောင့်မုထစ်ချောင်းရမြီရွာရရနှုံးပြစ်ဖြစ်ပါတယ်ရန်ကုန်မြို့နယ်ဒီတဝိုက်အတွက်မနက်ဖနနက်ထိခံမှန်းချက် နေရာကွက်ကြားမူတစ်ချုံရမည်ရွာရံရနှုံး80ဖြစ်ပါသည်။နောက်ဆုံးအနေဖြင့်ပင်လယ်ပြင်ခီးသွားများအတွက်မူလဝဒခံမှန်းချက်များကိုတင်ဆက်ပေးသွားပါမယ်။မြမပင်လယ်ပြင်လိုင်းနေငယ်မှာလိုင်းတင်တင်ရှိမည်။လိုင်းမြင့်မှာမြမကဲရုံနဲ့တခြားနယ်ကလွန်ပင်လယ်ပြင်တို့တွင်လေးပေမှ10ပေခန့်ရှိနိုင်ပါသည်။ရန်ကုန်မှာတနင်္သာရီကဲရုံတခြားပင်လယ်ပြင်ခီးအတွက်မူလဝဒခံမှန်းချက်ယနေ့မွန်တဲမှာနောက်24နာရီတွင်ခံမှန်းချက်မူလဝဒအခြေအနေနေရာကျကျမူတစ်ချုံရမည်။ အမြင့်တားလေးမိုင်မူရစင်တမိုင်ခန့်ရေပြင်းလေးအရှိသမို့အရှိမြောက်တနိုင်ပလဲမိုင်၁၅မိုင်တခါတရံ၂၅မိုင်လိုင်းချီနေလိုင်းတင်တင်ရှိမီလိုင်းမြင့်၆ပေးမှ၈ပေးခန့်ရန်ကုန်မှာရခိုင်ကန်ရန်တလျှောက်ပလဲပြင်းခီရဲ့အတွက်မူလဝတ္တခံမန်းချက်ယနေ့မွန်းတဲမှာနောက်၂၄နာရီတွင်ခံမန်းချက်မူလဝတ္တချီနေနေရာကျဲကျဲမူထစ်ချုံရမည်အမြင့်တားလေးမိုင်မူရစင်တမိုင်ခန့် ရေပြင်းလင်းအရှိသမို့အရှိမြောက်တနိုင်ပလဲမိုင်90မိုင်တခါတရံ15မိုင်မှမိုင်20လိုင်းချီနေလိုင်းနှင်းငယ်မှလိုင်းတင်တင်ရှိမည်လိုင်းမြင့်၄ပေမှ9ပေခန့်တို့ဖြစ်ပါသည်ဟုတ်ကဲ့ပါရှင်ခုတင်ဆက်ပြီးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီနားဆင်ပြီးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှဖျားစမ်းမရှင်လန်းကြပါစေရှင်ကျမတို့ရဲ့ channel ကိုလည်း like and subscribe လေးပြုလုပ်သွားပေးခဲ့ကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်